အားလုံးပဲမင်္ဂလာပါဒီနေ့တက်ဆက်ပေးခြင်းတဲ့တည်ငါတော့ငလီနဲ့ပတ်သက်ပြီးတော့တည်တည်လေးပဲထပ်ဖြစ်ပါရဲဒါကတော့ပေါ့နော်ဒီငလီတန်ပေါ့နော်မတ်လ28ရက်နေ့မိုးလည်းပတ်မှာဖြစ်သွားတဲ့ငလင်ကြောက်ပေါ့နော်နော်ဒီနေ့ပြီးတော့ねတိုက်ကုန်းမျိုးမှာရှိရဲ့ဝင်ကြီးဌာနတွေရုံကဝင်တဲ့အရာတွေ ਨੇ ဒီပေါ့နော်အငလင်တန်ကြောက်ပြိုကြောက်ပြစီပြီးတင်ဆုံးသူဝင်တဲ့ဟာနေရ30ကျော်ရှိရလို့သိရပါရဲဒါအပြင်ထိခတ်တဲ့ရလူတွေလည်းအများများသိရှိပြီးတော့ပေါ့နော်အများတဲ့ အမြဲတမ်းအတွေးဝင်ဒူပိုချီဟောက်ကျော်ဝင်ရောနေရာပါတီပွဲချင်းပြီးအသေးဆုံးနဲ့သိဆိုသွားတယ်ဆိုတော့တတိယလေးကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါကတော့ပေါ်တော့နော်နေပြည်တော်နဲ့တက္ကသိုလ်မြို့နယ်ရှိဝင်းကြီးဌာနများရေဝင်တဲ့အရာမှာငလင်တန်ကျောင်းအဆောက်အုံတွေပြူစောက်ဖြစ်စီပြီးတော့သိဆိုသူ930ကျော်ရှိကြပြီးတော့တိကက်တန်ရပြီးဘုန်းတန်တွေရောလည်းမြင့်တက်လက်ရှိကြသိရှိရပါတယ် မတ်လ26ရက်နေ့မွန်လိုက်ပိုင်းပေါ်နေပြည်တော်အလုပ်တမဝန်ကြီးဌာနဝန်ကြီးချုပ်ပူဇော်ခဲ့မှာအမြဲတမ်းအတင်းဝန်ပူကြီးအဘူအဒူပမူဒူပမူကြီးဟာမော်နော်ညဝင်းရနေရာမှာပြေးချင်းပြီးတော့တည်ဆုံသွားပြီးတော့အလုပ်တမဝန်ကြီးဌာနကဝန်ထမ်းတွေအညောင်းများရတဲ့တရားရောက်ပါတယ်ဒါပြင်နိုင်ငံခြားရေးဝန်ကြီးဌာနနိုင်ငံခြားရေးဝန်ကြီးဌာနကအနေရာရော ဒီဝင်ကြီးဌာနရုံးတွေရနေရာတွေရပေါ့နော်အဲ့ရဝန်ထမ်းအင်အားကလူတွေအကုန်လုံးလက်ထိကတဲ့အရာပြီးရနေပြီးတော့မှဆိုရင်အဲဝန်ထမ်းပေါ့ ရောင်းနေရကြောတည်ဆုံးပြီးတော့ဒီတက်ကုန်းမြေမှာဆိုဝန်ထမ်းပေါင်း30ကျော်လည်းလည်းတည်ဆုံးသွားကြသိရှိရပါတယ်ဒီနေ့ပြီးတော့ဝန်ထမ်းအရာမှာပေါ့နော်တည်ဆုံးသူပေါင်းနေရကျော်နေပါပြီတက်ကုန်းမှာတော့တည်ဆုံးတာ30ကျော်နေပါပြီပေါ့နော်တည်ဆုံးမှုများတာကတော့ဟိုတော့ဝန်ထမ်းအရာဒီမှာပြုံချတည်ဆုံးမှုတွေပါပဲတရားရှိသူတွေကလည်းဖြစ်တယ်လို့ပဲစစ်တေကုတော်မှုခံယူနေရပြီးတော့သူထက်မှာစိုးရိမ်ရသူတွေကြီးပါပဲဆိုပြီးတော့လည်းတရေမိတွေအရပြောဆိုတာဖြစ်ပါတယ် ဖက်ရှိမှာတော့နေပြီးတော့နေဝင်ထမ်းများနဲ့ဝင်ထမ်းမိသားစုအားလုံးကပေါ်တော့လမ်းမပေါ်တယ်မှာပဲဖြာခင်းပြီးတော့ဖြစ်တယ်လို့ exception နေရဆိုပြီးတော့လည်းတတိနေရရပြောဆိုထားပဲဖြစ်ပါတယ်ဝင်ထမ်းအရာအားလုံးကပြူတော့ဟာပြူတယ်မပြူဝဲနဲ့တိုက်တယ်ရဆောင်းဝိုင်းဟာလည်းရှိရပေါ့နော်အပင်တန်းတွေအကွဲကုံတာတွေရှိရလူနေဖို့တော့မတင်တော့ဘူးမိသားစုနဲ့ဝင်ထမ်းတွေရအကွဲဆောင်းနေတဲ့တိုက်တယ်မလိုတာလေးတွေဝင်ယူနေရတဲ့အိတ်တာကအပြင်မှာပဲဖြာခင်းပြီးဖြစ်တယ်လို့အေးရတယ်အဲ့တဲ့အချိန်မှာတော့ဖြစ်တတ်ရတယ်အေးရီမှာတော့နေဖို့မတင်တော့ဘူးပေါ့နော်ဒီ တင်းလာနေမှာကြောက်ရတဲ့ရုံအချိန်မှာလေရုံတပေါ်ပါပေါ့နော်အရင်ကခက်ခဲတော့ပြီဆိုပြီးတော့လေတင်းရင်းမြစ်တွေအောင်ပြောပြောဆိုတာပဲဖြစ်ပါတယ်ဒီကဒီတင်းမှာတော့ပေါ့နော်ဒီထူးခြားတာလေးတစ်ခုပါပေါ့နော်ဒီတဘောကဆူကြီးကြောက်ပေါ့နော်အများရဲ့အတွင်းဝေးပြပုံမူကြီးဟောညဝေးရအသေးဆုံးတဲ့နေရာမှာတခါလေပေါ်ချင်းမြစ်တွေဆုံးသွားကြတဲ့တင်းလေးပဲဖြစ်ပါတယ်ပြည်သူတွေအတွက်ညာစွာစိတ်မကောင်းဖြစ်မိပါတယ်ပြည်သူတွေနေနဲ့အသွားလာတွေအဲကိုဒီတင်းမှာကဆင်ချင်ပြီးတော့ အော်ဖျက်တရားများလောက်ကြပါနောက်ပြီးတော့ဒီပေါ်တော့အခုညီလိုအပ်နေတဲ့သူတွေကိုလည်းတယောက်နဲ့တယောက်ပေါ့နော်အခုညီရန်ပြင်ကြပါလို့ပြောချင်နေတဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲညီကိုချုပ်လိုက်ရပါစေအားလုံးကိုကျေးဇူးများအကြီးရှိပါတယ်